ကျွန်တော်ဒီစင်များအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျအဲဒီတော့ဒီနေ့6ရက်9လ2025ညနေပိုင်းညနေပိုင်းလေးပေါ့နော်ညနေပိုင်းလေးဆိုတော့ဒီနေ့တော့ဇာတိရူကောင်းပါတယ်မိတ်ဆွေတို့ကျမကြီးကောင်းရဲ့လားအားလုံးကျမကြပါစေစွတ်မြတ်တာပို့တာပေးပါတယ်နော်မိတ်ဆွေတို့ရဲ့ပို့တာတဲ့မြတ်တာနဲ့ကြောင့်ကျွန်တော်လည်းတန်ကြမ်းမှာရှိပါတယ်ဒါကြောင့်မလို့မိတ်ဆွေတို့လည်းကျေးဇူးများကြပါတယ် အခုကျွန်တော်ဒီအခုပိုင်းမှာဗီဒီယိုဖိုင်လေးတွေပြောပြပေးနေတာက အင်္ဂါသားသမီးနဲ့ပတ်သက်ပြီးရောအသက်ပိုက်ချလိုက်ကိုဘောလက်တာထမတော့ကျွန်တော်ရေရာလေးကြီးပဲပြောပြတာဒါပေမဲ့ကျွန်တော်မိတ်ဆွေတွေကအဟောလေးပါထည့်ပေးပါဆိုတာနဲ့ကျွန်တော်ထပ်ပြီးတော့ခေါ်ပန်းလေးပါကျွန်တော်မျှဝေပေးခြင်းဖြစ်ပါတယ်နော်အဲ့တော့ဒီနေရာမှာအသက်ပိုင်းချတွေအင်္ဂါသားသမီးဘောလက်တာမှာ အခုကျွန်တော်ပြပြပေးတဲ့အသက်ပိုင်းခြားထဲမှာကိုကမပါခဲ့တောင်မှပဲကျွန်တော်ပြီးခဲ့တဲ့ရိုက်ကူးရေးဖိုင်လေးတွေဗီဒီယိုဖိုင်လေးတွေကိုကြည့်လိုက်ပါမိမိတို့အသက်ပိုင်းခြားကျွန်တော်ပြပြပေးတဲ့အသက်ပိုင်းခြားထဲမှာတိုက်ဆိုင်နေတဲ့ပါနေရဆိုလို့ရှင်အဲ့ဒီမှာအဟောရဲ့နောက်ထောင်မှာဘဝတသက်သာရှိပါတယ်နောက်ပြုလို့ရမယ့်ရေရည်ရည်လည်းအဲ့ဒီမှာကြည့်ပါပေါ့အဲ့ဒီမှာရေရည်ရည်လည်းအားလုံးပါပါတယ်အခုဒီနေ့ဆိုလို့ရှင်ဒီညနေအတွက်ကအင်္ဂါတာတိမြေပတ်သက်ပြီးတော့ နောက်ဆုံးတင်္ဃာသမီးပြီးသွားမှာတင်္ဃာသမီးနဲ့ပတ်သက်ပြီးတော့အဟောရှိရရောပြီးသွားမယ်နော်အဲ့တော့အင်္ဃာပြီးလို့ရှင်ဗုဒ္ဓဘုရားသမီးတို့ကိုလာမှာဖြစ်တယ်နော်အဲ့တော့ဒီလိုဧရရစောင့်နေရဆရာဗုဒ္ဓဘုရားလည်းဦးလားစနေမလားဦးလားတောက်ကြမလားဦးလားဆိုတော့အဲ့လာမှာဒါကြောင့်မလို့ကျွန်တော်ကတစ်ခါတစ်ခါမှကျွန်တော်ရဲ့ရက်ကွေးတစ်ခုမှနှစ်ပွန်လောက်ပေါင်းပြီးတော့ဗီဒီယိုဖိုင်နှစ်ပိုင်းစာလောက်ပေါင်းပြီးတော့ပြောပြတာဒါကြောင့်လဲဆိုမြန်မြန်ဆန်ဆန်လေးဩဖြစ်အောင်လို့ပေါ့နော်ဒီနေ့တော့အင်္ဃာသမီးနဲ့ပတ်သက်ပြီးတော့နောက်ဆုံး ော်ပီပေးရမယ်အဟောင်းနဲ့ကြည့်ရဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေတည်ထားဖို့ရကကျွန်တော်ရဲ့ဒီ YouTube channel ရောနော် TikTok ရော Facebook ရောပေါ့နော်အဲ့တော့ဒီဥစ္စာလေးကိုဆင်ဆက်မပြမိတ်ဆွေကအများကကျွန်တော်တင်ဆက်ရမြလေးဒီကိုယ့်ရဲ့ဖုန်းထဲမှာရှောက်ရှိနေစေဖို့ဆိုလို့ရှိရင် like and တော်လကောင်းနော် share တော်လကောင်း follower တော်လကောင်းပေါ့နော်ဒါလေးတွေလုပ်ထားရမယ်ဆိုရင်တော့ကျွန်တော်ရဲ့ မိတ်ဆွေတဲမှာမိသားစုလို့ဖြစ်သွားတာပေါ့နော်။ဒါကလည်းကျွန်တော်ရဲ့ခொနည်းသားသမီးတွေပေါ်မှာ ထားတဲ့မေတ္တာစေရနာရှားစေခြင်းနဲ့အောင်းမေ့စေခြင်းနဲ့ဖြစ်စေခြင်းနဲ့အဆအဆအကြရပေါ့နော်။အဲဒီလိုမေတ္တာကိုကျွန်တော်ကမျှဝေပြီးဖြစ်တယ်။နောက်တစ်ခုကဒီလိုရေရရလေးခြိလိုက်လို့မိတ်ဆွေကအောင်းမြင်နေဆိုလို့ရှိရင်နော်ကျွန်တော်အပါမင်းနေခဝဲကျေးဇူးတင်ပါအာရိကပတနာကျွန်တော်ကဘာကြောင့်လဲဆိုတော့အပါမင်းနေခတင်ပြီးတဲ့ ပြန်ရက်ကိုကျွန်တော်ပြန်လှည့်ပြီးတော့မျှောက်ပြီးတဲ့ဖြစ်အဘာဖြစ်စေခြင်းနဲ့သဘောတရားလေးတွေနော်ခုနှစ်သားပြီပေါ်မှာဒီလိုလေးရရချပြီးတော့မိတ်ဆွေတို့အောင်မြင်လဲဆိုလို့ရှင်ကျွန်တော်ကျေးဇူးတင်စရာမလိုပါဘူးနော်ကျွန်တော်ရဲ့ကျေးဇူးတင်ခြင်းနဲ့ဆိုလို့ရှင်အနန္တကျေးဇူးရှင်ကျွန်တော်ရဲ့ဆရာသခင်အဘာမင်းင်္ဂါဟုတ်လားကျေးဇူးတင်ပါလို့ကျွန်တော်မျှောက်ပြခြင်းဖြစ်ပါတယ်နော်အဲတော့အသက်ပင်းချောက်ပြောအောင်အင်္ဂါတပိနောက်ဆုံးကွယ်မှာရှင်းနှစ်ကစပါမယ်နော်အသက်ရှင်းနှစ်ကဲ 16နှစ်ကဲ24နှစ်ကဲ32နှစ်ကဲ40နှစ်ကဲအဲ့ဒါက48နှစ်50နဲ့6နှစ်64နှစ်ကဲ82နှစ်ကဲ80နှစ်ကဲ80နဲ့10နှစ်ကဲ96နှစ်နော်အဲ့တော့နောက်ဆုံးပြီး104နှစ်တိအောင်အဘာမင်းကဒီထဲမှာရေရထည့်ပေးထားပါတရားနဲ့လင်းနေတဲ့အောင်ကျုံးဝင်ပါတယ်အဲ့တော့ဒီဘက်မှာတက်တန်းခဲ့မှာလူတွေက85နဲ့အခု85နဲ့မကအောင်တချို့ဆို80ကျော်ရရှိတယ် 90ကျော်တဲ့နောက်အဖိုးဖွားရလေဒါရှိနေတာပဲပေါ့နော်ဒါကကုလိုကောင်းမှုတွေအကြောင်းအသက်ရှည်တဲ့ကကြမာတွေလည်းရှိနေကြတယ်အဲ့တော့ဒီကျွန်တော်ပြပြပေးတဲ့အသက်ပန်းချားထဲမှာမိတ်ဆွေကဟောလေးသိကျင်တယ်ဟောလေးလောက်တော့မယ်ဆိုလို့ချင်းအဲ့ဒီအဟောပိုင်းစာကိုကျွန်တော်ဟောပြောပြီးသားမှာဖြစ်ပါတယ်ကဲဒါလေးကိုကျွန်တော်တိုင်လေးဟောပြောဖို့တိုင်လေးကိုကျွန်တော်ထူလိုက်ပါဦးမယ်နော် ျွန်တော်ကဒီတိုင်လေးကိုကျွန်တော်ရေရရမပေးခဲ့မှာဟောပြောမှုကိစ္စကိုကျွန်တော်ပြောပြပေးတော့ဖြစ်ပါတယ်ဟောပြောပေးမှာဖြစ်ပါတယ်ဒီဟောနဲ့ပတ်သက်ပြီးတော့เนาะအဲ့တော့မိစေကဒီအသက်ပန်းခြားထဲမှာအင်္ဂါသတ်မိကျွန်တော်မိစေများအလောက်ကိုင်းနဲ့ပတ်သက်ပြီးလို့ဆိုလို့ရှိရင်လုပ်ငန်းအထင်ကလေးဖြစ်လိမ့်မယ်အထင်ကဖြစ်ပြီးမှအောင်မြင်မှာဖြစ်ပါတယ်လုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့เนาะဒါမှမဟုတ် မိစေကလုပ်ငန်းထက်ကိုယ့်ရဲ့စွမ်းရည်ထက်အသုံးပြုမှဖြစ်ပါတယ်ကိုယ့်ရဲ့စန္ဒာတွေစွမ်းရည်ထက်မှသာလဲအလုပ်ကအလိုလျောက်ဆက်ဆောင်မှုဖြစ်ပြီးတော့အောင်မြင်မှဖြစ်ပါတယ်လုပ်ငန်းကတကယ်တမ်းကျတော့အလုပ်အကိုင်အတက်ကြခဏခဏကြုံရတတ်တယ်အပြောင်းအလဲတွေအပြောင်းအရွှေ့တွေခဏခဏကြုံရတတ်တယ်အဲဒါကြောင့်မလို့ဘာလို့လဲဆိုတော့ဒီအချိန်မှာကိုယ်ကဗာနဲ့ ဆက်ဆောင်မယ်ဆိုလို့ရှင်ကိုယ့်ရဲ့เนาะစွမ်းရည်တွေစွမ်းအားတွေထက်တော့ရပါတယ်ထက်တော့ဖြစ်တယ်ပြပြွှွှွှွှင်နေမှုကိစ္စတွေနောက်တက်တက်ရရနေမှုကိစ္စတွေမိမိပတ်ဝန်းကျင်မိမိနေတဲ့နေရာအစအကုန်လုံးပေါ့เนาะတန်တန်ရှင်းရှင်းနဲ့လမ်းဆောင်နေမှာဖြစ်တယ်နောက်အကြီးကဲနဲ့ပတ်သက်ပြီးတော့အတိုက်ခံလေးကြုံမယ်အကြီးကဲနဲ့ပတ်သက်ပြီးတော့အတိုက်ခံကြုံတဲ့အခါမှာကိုယ့်ရဲ့စိန်ခေါ်မှုကိုယ်စမ်းသပ်တာလို့ခေါ်ပါတယ်အဲ့တော့ ကိုကဘယ်တော့တောက်ခံနိုင်လဲကိုကဘယ်တော့အားကောင်းအားရင်လည်းကောင်းလဲနောက်ဟောတင်းကြီးခံမှုဘယ်တော့ရှိသလဲဆိုတာစမ်းသပ်ခြင်းတဖို့ဖြစ်တယ်အဲတချို့ကအဲ့ဒါကိုနားမလည်တဲ့ခါကျတော့ပြည်နဲ့တရားမာနတွေဖြစ်တဲ့အပြိုင်ဆိုင်တွေဖြစ်ကြတယ်နော်အဲ့ဒါဆိုလုပ်ငန်းကထွက်သွားရတဲ့အနေအထားမျိုးတွေလုပ်ငန်းခေါင်းကွဲသွားတဲ့အနေအထားမျိုးတွေကျွမ်းတက်တယ်ဒါကိုသိပြီးလို့ပါတယ်နော်နောက်တစ်ခုကငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေကကိုယ်အား လုံးလဆိုင်ထရာမလို့ပဲနဲ့ငွေကန်နေကောင်းလာလိမ့်မယ်ကျွန်တော်မိတ်ဆွေအင်္ဂါတပည့်များငွေကန်နေရတော့ဒလဟောပေါ့နော်ထီပေါက်တလို့ပုံစံမျိုးငွေပါတွေဝင်လာနိုင်တယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့အခက်ခဲဖြစ်ခဲ့ရင်တောင်မှပဲအဲ့ဒီအခက်ခဲကိုဖြေရှင်းနိုင်မဲ့လမ်းကြောင်းကအလိုလျောက်ပေါ်ပေါက်လာပါဖြစ်တယ်အခက်ခဲကနေပြီးတော့အကူညီကောင်းအထောက်ပံ့ကောင်းနေရှောက်လာနိုင်ပါတယ်ရှောက်လာတတ်ပါတယ်နော်အဲ့တော့ဒါဆိုလို့ရှိရင်ကားလုံငန်းတို့ကြောက်လုံငန်းတို့ အားလုံးအချိုးပေးမယ်တင်နလာနာနဲ့ပတ်သက်တဲ့ကိစ္စမှန်တယ်များအချိုးပေးမှာဖြစ်ပါတယ်နောက်တစ်ခုကဒီလိုအသက်ပိုင်းဆိုင်မှာအလူမင်္ဂလာဆောင်နေညတော်ဖြစ်တော့အလူအတန်းတွေပါကြီးလောရတက်တယ်အလူတန်းတွေပါကြီးလောရတယ်ငွေစုလိုက်ပုံလိုက်ဝင်ငွေရှိပြီးတော့နိုင်ငံခြားထီပေါက်တာတွေအဲ့လိုမျိုးကြီးကျွမ်းဝနိုင်တယ်နော်ကျွမ်းတက်တယ်ဒါရောအင်မတန်မှကောင်းတဲ့ကကြမာတွေဖြစ်တယ်နော်နောက်တစ်ခုစက်ပစီနဲ့ပတ်သက်တဲ့အချိန်ပြောင်းဖြစ်ပြီးမှစက်ပစီကိစ္စတွေကောင်းလိမ့်မယ်နောက်တစ်ခုကစာရဲစာရန်စာကျုံနဲ့ပတ်သက်ပြီးနှစ်ချိန်နှစ်ခါ လောက်ရလောက်ရလိမ့်မယ်အထက်ကောက်လေးတွေဖြစ်ပြီးမှအောင်မြင်အောင်မြင်ပါလိမ့်မယ်ဆရာဆရာနဲ့ဆက်ပစ္စည်းတို့နော်အင်္ဂါနံနဲ့ပတ်သက်တဲ့အကြောင်းအရာကိစ္စတွေစံစီစီးစားလုပ်ငန်းတွေမှာတော့ထွက်ကုန်များလိမ့်မယ်ဒါနဲ့ကိုကပြန်ပြီးတော့ကွန်းကုန်လုပ်တဲ့အခါမှာတော့ငွေချေးကမကမဖြစ်တာလေးတွေနောက်ဆိုင်ရတဲ့အနေအထားမျိုးလေးတွေကိုကပေးထွက်လိုက်တဲ့ရောင်းလိုက်တဲ့ကွန်ပျူစီနဲ့ကိုရှုပြန်ပြီးတော့ပြန်ဝယ်လိုက်တဲ့ကွန်ပျူစီနဲ့တစ်ခါတလေမှမမြတ်မတပုံစံမျိုးလေးဖြစ်ရတတ်ပါလေနော်ဒါလေးတွေသိထားစီလိုပါလေ လူမွေးပြရနာလေးတွေအနေငယ်ကြုံလိုက်မယ်လူမွေးပြရနာလေးတွေပေါ့ဒါကဘာလဲဆိုတော့ကိုယ့်ရဲ့ရှင်ပြိုင်မှုနော် challenge ဒါမျိုးလေးရာကိုယ်တိုက်ခိုက်တတ်တယ်ဒါကအဲ့လိုတိုက်ခိုက်လာလေလေကိုကအောင်မြင်လေလို့ကိုကနားလဲရမှာဖြစ်ပါတယ်နော်တာသမီပြောမကောင်းဆိုမကောင်းလေးတွေကြုံရတတ်တယ်ရွှေချောင်းစကားများတာရေချောင်းအဆင်မပြေမှုတွေဖြစ်တတ်တာဒါမျိုးတွေကြုံရတတ်တယ်အဲ့တော့ရွှေဝင်လို့ရှင်လူမွေးပြိပကဖြစ်တယ်ကိုရှားစားရှိတဲ့ငွေတွေမရဘဲနဲ့ဆိုင်ငံ့ ဆိုင်နှံပုံစံမျိုးဖြစ်သွားတတ်ပါလိမ့်နော်အဲ့တော့ဂျူမွေကိစ္စတာသမီကိစ္စတို့ရွှေဆိုရှင်တော့ညံ့တယ်လို့ပြောရမှာဖြစ်ပါတယ်နော်မိစေပေါင်းနဲ့ကုညီတဲ့လူတွေရှိတယ်ဒုက္ခပေးတဲ့လူတွေရှိတတ်ပါတယ်နော်အဲ့တော့တစ်ခါတည်းမှာကြားရလေဆရာသမားနဲ့ပတ်သက်ပြီးပြိပကဖြစ်တာမျိုးကြီးအများငယ်ကြွားနိုင်တယ်ဒါလေးညီနဲ့ပတ်သက်ပြီးစကားပြောတာပွဲစားလုပ်ငန်းတွေမှာတစ်ခါတည်းမှာနှစ်ကြိမ်နှစ်ခါလုပ်ရတဲ့အနေအထားမျိုးကြီးဖြစ်ပေါ်တတ်ပါတယ်နော်နောက်တစ်ခုကခရီးကျုံနဲ့ပတ်သက်ပြီးတော့ မိမိစံတာရှိတဲ့အရက်ဒေတာကိုတွားပါကလိုချင်တဲ့ဂိမ်းအောင်မြင်မှာဖြစ်ပါလေနော်စံတာဘာပဲလဲခီးတော့မယ်ဆိုလို့ရှိရင်တော့ရှင်းရင်းစဲလုံငန်းတွေပါအယောင်နေမှိန်တတ်တတ်တယ်အဲ့တော့စံတာထက်ပြီးတော့အလုပ်လုပ်ပါဆိုတာဒါကိုပြောချက်ဖြစ်ပါလေနော်ခီးရကောင်းတယ်စံတာပါဖို့လိုတယ်ကောင်းတော့ခီးသွားခြင်းဖြစ်တယ်ကောင်းတော့ကိစ္စတွေပေါ်ပေါ်မှာဖြစ်တယ်နော်လူမျိုးကြားရင်လည်းပတ်သက်ပြီးတော့အကူအညီကောင်းထားပါကောင်းနေရမယ် နိုင်ငံခြားနဲ့ပတ်သက်တဲ့စူးစမ်းရတဲ့မိစေနိုင်ငံခြားနဲ့ပတ်သက်ပြီးအဆင်ပြေမယ်။လူမှုကြကိစ္စကောင်းမယ်နိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စကြတွေအောင်မြင်မယ်နော်။နောက်အထက်အထက်လေးလုပ်ငန်းတွေအယောင်းဝယ်လုပ်ငန်းလုပ်နေတဲ့မိစေတွေအောင်မြင်မယ်အဆင်ပြေမယ်အထူးအဖြစ်နော်။အဲဒါနောက်တစ်ခုကအလူတန်းကိစ္စတွေမဖြစ်မနေပေါ်ပေါက်တတ်တယ်။နောက်တစ်ခုကစနေနာပစ္စည်းတွေအိမ်မှာဝင်လာလို့ရှိရင် ချီစူးကြီးပေါက်တာတို့နော်စီးပွားထုတ်တက်တာတို့အချာစီတွေအောင်မြင်တာတို့ဒါမျိုးတွေဖြစ်ပေါ်ဖြစ်ပေါ်လာပါလိမ့်မယ်နော်မီဒီယာဆက်လုံငန်းနဲ့ကောင်းမယ်နောက်တစ်ခုကတချို့ဆိုကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်မှာကြည့်နေတဲ့မိတ်ဆွေတွေတော်ပဲတွေလည်းရှိမယ်စနေနာဆိုတာနွားတို့နွားနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းအချိုးပေးမယ်ဒီအသက်ပဲကြာအင်္ဂါသားဖြစ်ပြီပေါ့နော်အဲ့တော့နောက်တစ်ခုကစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလှုပ်ဆောင်နေတဲ့မိတ်ဆွေတွေ အခါတည်းမှာမိုးကြောင့်မိုးများမှုကြောင့်ပေါ့နော်အသေးနံလေးတွေနည်းနည်းနှင်းမိသွားတာမျိုးကျွန်တော်တက်တယ်ဒါပေမဲ့လို့မိမိတို့မျှော်လင့်ထားတဲ့စနေနံနဲ့ပတ်သက်တဲ့အသေးနံဥပမာနှမ်းတို့နော်အဲနောက်ခုကအဲနှမ်းနဲ့ပတ်သက်တာဆိုလို့ရှင်ပို့ပြီးတော့အရာအရာပြုများမယ်ဒါကတော့ကြိုက်ပေါ့နော်တောင်တူတွေကြိုက်ပေါ့နော်ဒါလေးတွေလည်းကျွန်တော် ဆိုင်ပြည်နဲ့ပတ်သက်ပြီးတော့ဒီနေ့တူတူကြကြအင်္ဂါသားသမီးများတွေထက်ထက်တွင်းပြီးတော့ဟောပြောပေးလိုက်ခြင်းဖြစ်ပါတယ်။အဲ့တော့အခုဒီအင်္ဂါသားသမီးတွေကကျွန်တော်ပြောပြပေးတဲ့အသက်ပန်းချက်တွေမှာတောင်တူနဲ့ပတ်သက်တဲ့လုပ်ငန်းတွေစိုက်ပျိုးရေးမွေးမြူနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာအချို့ပြီးအောင်မြင်မှာဖြစ်ပါတယ်။ဒါကိုလည်းထည့်ပြီးတော့ဟောပြောပေးလိုပါတယ်နော်။အဲ့တော့ဒါဆိုလို့ရှင်ဒါစီးပွားရေးနဲ့ပတ်သက်ပြီးတော့တိုးလို့ရမလားလျှောက်လို့ရမလားစီးပွားရေးတိုးလို့ရမှာဖြစ်တယ်။ဆန္ဒထည့်ပြီးတော့လုပ်မှာဖြစ်ပါတယ်။ အချုပ်အနေနဲ့ဟောပြောပေးရမှာဆိုလို့ရှင်ကံကောင်းတဲ့အသက်ပန်းရှားလို့ပြောမှာဖြစ်ပါတယ်နော်အဲ့တော့မိမိနဲ့ကျမ်းမိုင်နဲ့ပတ်သက်ပြီးတော့လည်းဘာမှစွန့်စားမရှိဘူးနော်ကျမ်းမိုင်နဲ့ပတ်သက်ဘာမှစွန့်စားမရှိဘူးနောက်တစ်ခုကလူငယ်နဲ့ပတ်သက်တဲ့အခြေအဆိုလို့ရှင်စမ်းပွက်မယ်နော်လက်ထရတဲ့ဂိမ်းဖြစ်မယ်အိမ်အောင်ကြာခင်းနေပဲကျွန်တော်မှာဖြစ်ပါတယ်အိမ်အောင်ကြာခင်းနေပါလိဖြစ်ပေါ်လာတတ်ပါတယ်ဒါကြောင့်အကောင်းနေပါပဲနော်နောက်တစ်ခုကအိမ်အောင်နဲ့ပတ်သက်လို့ရှင်ရှင်းဆိုအိမ်အောင်ကြီးကတစ်ခါတည်းမှာပြိပကဖြစ်တာတွစ်ရဲ့လူလို့ချင်တဲ့ဆန္ဒနဲ့ ိုလုချင်းတဲ့ဆန္ဒနဲ့တဘောဒါမတိုက်ဆိုင်ဘူးမတိုက်ဆိုင်တဲ့ခါကျတော့နည်းနည်းကတောက်ကဆလေးဖြစ်တတ်တယ်ဒါကဒါကကိုယ့်အကိုထိညှိရမှာဖြစ်တယ်ထိညှိပြီးတော့လှုပ်ဆောင်မှာလို့ကျွန်တော်ဟောပြောပြခြင်းဖြစ်ပါတယ်နော်အိမ်တော်ကြီးအနေငယ်လေးတော့ပြိပကဖြစ်တတ်တယ်လို့ပြောခြင်းဖြစ်ပါတယ်ဟောပြီအဲဆိုရတရားနဲ့ပတ်သက်ပြီးကျွန်တော်မိတ်ဆွေတွေပြောပြပါမယ်မိတ်ဆွေတွေကအခုကျွန်တော်ပြောပြပေးတဲ့အသက်ပိုင်းခြားထဲမှာအင်္ဂါသားသမီးများဒီအသက်ပိုင်းခြားထဲမှာရှိနေမယ်ကိုယ်တိုင်ကိုကြပြုလို့ရမယ်ရှင်ရအောင်စရပြီးတော့ပြောပါမယ် ကိုယ်တိုင်ကိုယ်ကျပြုလို့ရမယ်ဆိုလို့ရှင်ဇေဒီတို့ဆူဆူသွားပြီးတော့ဖြီးဖြူကြီးတလက်ဖျောက်သူပါနော်နောက်ဖြီးအသေးရအချူရောဖြီးအသေးရတက်စိတ်လှူပါလှူရမယ်တောင်းပါတနက်လာတောင်းဆိုမှဖြစ်ပါလေနော်တနက်လာတောင်းမဖြီးဖြူတလက်ကဲဖြီးအသေးတက်စိတ်ဒါကိုပူတဲ့ပြီးတော့လှူရမှဖြစ်ပါလေအဲ့ဒီတနက်လာတောင်းမှရှိတဲ့ဆင်းသူတော်အမွှေးနတ်တာရေပက်ကျန်တာရေတက်ပရာတို့ပြုလို့ဆောင်းပါဖြစ်ပါလေမှတ်မိပါလေနော်ကျွန်တော်မိတ်ဆွေများအဲ့တော့မိတ်ဆွေ တနင်္ဂနွေနံနဲ့ပတ်သက်ပြီးတော့အခက်အခဲရှိနေပါသလားတနင်္ဂနွေနံဆိုတာဘာလဲဆိုတော့အဖေအတွက်တို့အကြီးကဲအတွက်တို့အကိုကြီးအတွက်တို့နော်အလောက်ကိုင်ကိစ္စတို့နော်အိုးကိစ္စတို့နော်အေးချင်းကိစ္စတို့နော်အဲ့တော့တနင်္ဂနွေနံပစ္စည်းတစ်ခုကိုကြောင့်အခက်အခဲတွေပဲဖြစ်နေရဆိုလို့ရှင်ဘဲကနဲ့အုံလုံးနဲ့ချက်ပြီးတော့တငယ်ချင်းအိမ်ကိုလက်ဆောင်ပေးရမှာဖြစ်ပါတယ်ဘဲကနဲ့အုံလုံးနဲ့ချက်ပြီးအဲ့ဟင်းလေးကိုတငယ်ချင်းအိမ်ကိုလက်ဆောင်ပို့လိုက်ဒါဆိုရင်တနင်္ဂနွေနံပတ်သက်တဲ့ကိစ္စကြီးအဆင်ပြေသွားပါလိမ့်မယ်နော်အင်္ဂါသားသမီးများ ဒီတပတ်ချင်းမှာကျွန်တော်ပြပြပြတပတ်ချင်းမှာရှိခဲ့ရဆိုရင်တနေ့လာနာနဲ့ပတ်သက်ပြီးခက်ခဲဖြစ်နေတာတနေ့လာနာဆိုတာပါလေဆိုတော့အမေအတွက်တို့ငွေကြီးကိစ္စတို့ချစ်သူအတွက်တို့မိကြီးမိတွေးကိစ္စတို့နော်နောက်ခွေးကြောင်ချက်ကိစ္စနော်အဲ့ကျမွေးမြူရေးခြံနေရှိတယ်လေနော်အဲ့တော့နောက်ကားကိစ္စကြောက်ကိစ္စကွန်ပျူတာကိစ္စဒီလိုတနေ့လာနာနဲ့ပတ်သက်ပြီးတော့မျက်စိတစ်ခုကြောင့်အခက်ခဲရှိနေလားအခက်ခဲဖြစ်နေလို့ရှင်အဲ့ရှိမှ ်ချမ်းရှိနေတဲ့နေရာမှာပေါ့နော်အင်းရှိရဲ့လမ်းအင်းရှိမှာ အများသားတဲ့လမ်းချမ်းခွက်ကလေးရှိတဲ့နေရာမှာကျောက်ခဲလေးတွေရှာကျမ်းပြီးတော့လမ်းခင်းပြလိုက်ပါခုပြလိုက်ပါအဲ့ဒါဆိုလို့ရှင်တမန်လန်နာနဲ့ပတ်သက်ပြီးတော့ကိစ္စတွေအဆင်ပြေသွားမှာဖြစ်ပါတယ်အင်္ဂါနာနေနဲ့ပတ်သက်ပြီးတော့အခက်အခဲရောရှိနေသလားအင်္ဂါနာဆိုတာမြေကမနမကိစ္စတို့ဆက်ပစီကိစ္စဆက်ပစီဆိုင်ကယ်တို့ဆက်ပီးတို့နော်အဲအချုပ်ဆက်တို့အာထွန်ဆက်တို့အများအများကြီးပဲဆက်ပစီနဲ့ပတ်သက်ပြီးတော့ ဲ့တော့အင်္ဂဏန်နေဖြစ်တဲ့နောက်ထပ်စံစီစီစားအယောင်းဝယ်နောက်တစ်ခုကစီးတို့မျက်စီတို့လောက်လင်းယောက်ကြားကိစ္စတို့နော်အဲ့လိုစာချုပ်စာရန်ကိစ္စတို့စာဝတ်စာရန်ကိစ္စတို့အဲ့လိုအင်္ဂဏန်နဲ့ပတ်သက်တဲ့ကိစ္စအခက်အခဲဖြစ်နေလို့ရှိရင်မိညိုရောင်မျက်သရုပ်ဘွားတဲကိုဖုန်းကြီးကိုလှူလိုက်ပါဖုန်းကြီးတစ်ပါးပါကိုမိညိုရောင်မျက်သရုပ်ဘွားလှူလိုက်ရပါဖြစ်ပါဒါဆိုလို့ရှိရင်အဆင်ပြေသွားပါလိမ့်မယ်နော်အင်္ဂဏန်နဲ့ပတ်သက်ပြီးတော့နောက်တစ်ခုကဗုဒ္ဓဟူးနိုင်နဲ့ပတ်သက်ပြီးအခက်အခဲရှိနေလားဗုဒ္ဓဟူးနိုင်ဆိုတာဘာလဲဆိုတော့ ပါသမီကိစ္စရွှေကိစ္စလှဲကိစ္စလှေကိစ္စရွှေဆိုင်နေနော်နောက်တစ်ခုကလူအုပ်စုနဲ့လောကကိစ္စနော်နောက်တစ်ခုကရှင်နဲ့ပတ်သက်တဲ့ကိစ္စတွေနော်နောက်အလှကုန်ဆိုင်အလှပြင်ဆိုင်ဒုံတုံးကုန်ပစ္စည်းတွေအထောက်အကူမကရလဲဂျုံဝင်ပါလေအဲ့လိုဗုဒ္ဓဦးနန္ဒနဲ့ပတ်သက်ပြီးတော့အခက်အခဲရှိနေတာအခက်အခဲရှိနေလို့ရှင်ဝတ်သားဟင်းအဆင့်ကျိုက်နဲ့ထည့်ပြီးတော့မိတ်ဆွေအင်ကိုတွားပြီးတော့ပို့လိုက်ရင် အဲ့ဒီဗုဒ္ဓဟူးနာနဲ့ပတ်သက်တဲ့ကိစ္စတွေအစဉ်ပြေတော့မှာဖြစ်ပါရဲ့နော်ဝတာဟင်းကိုခြိုင်နေတဆင့်ခြိုင်နေနဲ့မိတ်ဆွေအင်ကိုပေးလိုက်တာနဲ့မိမိရဲ့ဗုဒ္ဓဟူးနာနဲ့ပတ်သက်တဲ့ကိစ္စတွေအစဉ်ပြေတော့မှာဖြစ်ပါရဲ့အင်္ဂါသာသမီးကျွန်တော်ရဲ့မိတ်ဆွေများကျွန်တော်ပြောပြပေးတဲ့အသက်ပိုင်းခြားထဲမှာရှိနေရမယ်စေတပရိနာနဲ့ပတ်သက်ပြီးရောအခက်အခဲတွေရှိနေလားစေတပရိနာဆိုဘာလဲဆိုပြောပြပေးပါမယ်ညီကိစ္စပွဲစားကိစ္စပညာရေးကိစ္စမိတ်ဆွေပေါင်းတဲ့ကိစ္စဆရာသမားကိစ္စအမျိုးသမီးကိစ္စနော်နောက်တစ်ခုက ပဲမျိုးမျိုးနော်ပဲနဲ့ပတ်သက်တာလေနောက်မိတူတို့ ပကြီးပပူးတို့အဲလိုဖုန်းနဲ့ပတ်သက်တဲ့ကိစ္စဖုန်းရောင်းဝယ်ဖုန်းလိုချင်တာရောပေါ့နော်အဲလိုကိစ္စတွေနဲ့ပတ်သက်ပြီးတော့ခက်ခဲဖြစ်နေတဲ့စဉ်ဘဲပေါက်ကလေးတွေနော်နှစ်ကောင်ဝယ်ပြီးတော့ဒီမဲ့လွှတ်ပေးပါဘဲပေါက်ကလေးနှစ်ကောင်ဝယ်ပြီးတော့ဒီမဲ့လွှတ်ပေးရမှာဖြစ်ပါတယ်ဘဲကိုဒီမဲ့လွှတ်ချင်းလို့ပြောပြောချင်းဖြစ်ပါတယ်နော်အဲတော့နဲ့နဲ့နဲ့လူကဘဲအကြီးနှစ်ကောင်ဝယ်ပြီးတော့ဘေးမဲ့လွှတ်လေရတယ် မတက်နေလို့ဘဲပေါက်စားလေးနှစ်ကောင်ဝယ်ပြီးတော့ဘေးမလွတ်လဲရတယ်ပေါ့အဲပြောချင်တာကဘဲနှစ်ကောင်ဘေးမလွတ်လွတ်ပြရမှာဖြစ်ပါတယ်နော်ကောင်းတော်ကဘဲကောင်းတော်ကဘဲနှစ်ကောင်ကိုဘေးမလွတ်ပြပါတဲ့ဒါကဇရရတွေခက်လားမခက်လားဆိုလို့ရှင်နော်ချမ်းမှန်ပြီးရောကိုကနိုင်ငံထဲမှာရောက်နေတဲ့မိတ်ဆွေကျွန်တော်တို့တော့ခက်ခက်ရှိတယ်ဆိုလို့ရှင်မိမိရဲ့နော်မိတ်ဆွေစင်မိတာချင်းအိမ်မှာကိုစားဖြစ်လွတ်ခိုင်းပါကြားတယ်ကိုစားဖြစ်နိုင်ငံထဲမှာအလုပ်ငန်းတွေစင်ပြေအောင်ပေါ့နော်အခုဒီတရားပိုင်းနဲ့ပတ်သက်တဲ့ဆရာသမားကိစ္စမိတ်ဆွေပေါ်တဲ့ကိစ္စတွေ အာမိမကိစ္စတွေအမျိုးသမီးကိစ္စတွေဆင်ပြေနေဆိုရင်ဘဲနဲ့ကောင်လုခံလိုက်ပါနော်နောက်ကအင်္ဂါသတိများကျွန်တော်ပြပြပြတဲ့အသက်ပန်းချက်ထဲမှာရှိရမယ်ပောက်ချာနန်းနဲ့ပတ်သက်ပြီးတော့ခက်ခဲရှိနေသလားပောက်ချာနန်းနေတာပါတယ်ဆိုတော့ကကြတော့ခီးသွွားကိစ္စတူရစင်ကိစ္စတူရ guys နော်စပယ်ဘုဆောင်ရေးဟိုတယ်နဲ့ခီးသွွားလာရေးနောက် တွတ်တန်တက်သွားနဲ့ပတ်သက်တာအဲနောက်အဆိုတော့နောက်အမှုပညာ ပြုဆောင်နေအကောင်လုံးအမှုပညာရည်အကောင်လုံးပါပါတယ်နော်အဲ့တော့ဒီလိုတောက်ကြာနန်နေနဲ့ပတ်သက်ပြီးတော့အခက်အခဲဖြစ်နေလို့ရှိရင်ဆင်းဦးလေးထဲမှာမြည်ဆွေးထဲပါတရက်ပင်ပေါက်ကလေးစိုက်ထားမှာဖြစ်ပါတယ်အဲ့ဒီတရက်ပင်ပေါက်အင်းရဲ့အတွင်းထဲမှာထားမှာထားပါရေလေးလောင်းပေးပါမိမိရဲ့အသက်ပန်းချာပြည့်စွာလို့ဒီပြောပြပေးတဲ့အသက်ပန်းချာကုံသားကုံဆုံးသားပြီဆိုရင်ဖုန်းချောင်းလှူထဲမှာဖြစ်ပါတယ်အဲ့ဒီတရက်ပင်နော်ဒါဆိုရင်ဒီလောက်နားလိုက်ပြီနော်ဒါဆိုလို့ရှိရင်အင်္ဂါပါတိမြား ကျွန်တော်ပြောပြပေးတဲ့အသက်ပန်းခြံထဲမှာရှိရမယ်။စနေနာနဲ့ပတ်သက်ပြီးတော့ခက်ခဲရှိနေတာ။စနေနာဆိုတာဘာလဲဆိုတော့မိမိအိမ်မှာနော်လမ်းစာပေးပြီးတော့ဟိုခေါ်ထားတဲ့နော်အလုပ်သမားလေးတွေဝန်ထမ်းလေးတွေဒါရလဲစနေကျိုးဖြစ်တယ်။နောက်ထီးအယောင်ဆိုင်ဖနှတ်အယောင်ဆိုင်ထီးတို့ဖနှတ်တို့နာယီတို့နာယီဆိုင်တွေရောပေါ့နာယီပြဆိုင်တွေအကုန်လုံးပေါ့နော်။ဒါရလဲစနေနာပစ္စည်းဖြစ်တယ်။နောက်တစ်ခုကနိုင်ငံခြားတဲ့ပတ်သက်တာလူမျိုးခြားတဲ့ပတ်သက်တဲ့ကိစ္စတွေလဲစနေနာဖြစ်တယ်။နောက်တော့ထဲမှာနွားနဲ့ပတ်သက်တဲ့ကိစ္စတွေလဲစနေနာဖြစ်တယ်။ နောက်တစ်ခုကအမှုခင်းနေရင်ဆိုင်နေရတဲ့ကြုံတွေ့နေရတယ်ဆိုလို့ရှိရင်လည်းစနေနေ့နောက် twin threat တရားစတာလုပ်ငန်းတွေလုပ်နေတဲ့ဆိုရင်လည်းဒါစနေနေ့နေ့ဖြစ်ပါတယ်နော်အဲဒီလိုစနေနေ့နေ့နဲ့ပတ်သက်ပြီးတော့ခက်ခဲတွေဖြစ်နေတယ်ဆိုလို့ရှိရင်ဘက်ကဘယ်အောက်ကဝင်ပြီးတော့နော်အနောက်တောင်ရောက်ကိုမျက်နှာမူပါခဏခဲချစ်ပြီးတော့ထန်းလျက်နော်အလွယ်ခွာမယ်ဆိုထင်းရက်ပေါ့နော်အဲ့တော့ထန်းလျက် ခရီးကိုထက်ညက်ကိုစရီလောက်စားပါလိုချင်တာဆူတောင်းပြီးစင်းဖြစ်ချင်တာဆူတောင်းပြီးစားပါအထူးအဖြစ်တော့စနေနေ့နဲ့ပတ်သက်တဲ့အခက်အခဲတွေကိုအောင်မြင်ဖို့တဆူတောင်းမှဖြစ်ပါတယ်အဲဒီတော့ခန့်ခေါ်ပဲအောက်ကဝင်ရမယ်အနောက်တောင်ရောက်ကိုမျက်နှာပို့ပြီးတော့တနက်ကလေးချစ်ပါဖန်လျက်စားပြီးတော့စနေနေ့နဲ့ပတ်သက်ပြီးတော့အစဉ်ပြောင်းဆူတောင်းပြီးစားပါလို့ပြောပြပေးရပါတယ်နော်ကဲအင်္ဂါသားပြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော် အားလုံးပြီးသွားပါပြီနော်အဲကျွန်တော်မိတ်ဆွေများ မရှင်းတာမလဲလားရှင်ကောမကန်နေပြီးရောပြောပြပြလို့ရပါတယ်ဝင်ပြီးတော့မတ်မတ်မှာရေးပြီးလို့ရပါတယ်လိုအပ်တာရှိလို့ရှင်ကျွန်တော်ရဲ့ဗီဒီယိုပိုင်းကျွန်တော် YouTube မှာကျွန်တော်ရဲ့ comment မှာအဲ့ဒီမှာအချက်လက်ဖေးရေးထားတဲ့နေရာတွေမှာဖုန်းနံပါတ်တွေပါပါတယ် driver number တွေလည်းပါပါတယ်နော်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများအင်္ဂါသားများအားလုံးစိတ်ချနာခြင်းကိုယ်ကြီးကျန်းမာခြင်းများပြည့်စုံကြပါစေခင်ဗျာ